ဒီနီးပညာကုမ္ပဏီတွေအနေနဲ့ပေါ့နော်နီးပညာကုမ္ပဏီတွေဒီလိုမျိုးသတင်းအချက်အလက်အဖွဲ့အစည်းတွေအနေနဲ့ဆိုလို့ရှိရင်တော့လုံနိုင်တာကတော့အခုလက်ရှိမှာဆိုလို့ရှိရင်တော့ဒီ report လုပ်တဲ့ဟာရီပေါ့နော် report လုပ်တဲ့ဟာနဲ့ moderation အပိုင်းနေအဲ့ဒီဟာတွေကိုပို့ပြီးတော့တိုးမြင့်ပြီးတော့လုပ်ဖို့လိုအပ်တယ်လို့ယူဆရတယ်ပေါ့ဘာဖြစ်လို့လဲဆိုလို့ရှိရင် อืมဒီမြန်မာစကားမှာဆိုလို့ရှိရင်လဲကျွန်တော်တို့တုံးလို့ရတဲ့ပြောင်းပြီးတော့တုံးလို့ရတဲ့ဟာတွေအများကြီးပေါ့เนาะဥပမာစကားလုံးကိုဟို space ချပြီးရေးတာဟိုအင်္ဂလိပ်စာနဲ့မြန်မာစာကိုတွဲပြီးရေးတာစသဖြင့်ဟိုစလုံးကိုမျိုးစုံလူကဒီလိုမျိုးဟိုကြံစတီထွင်ပြီးတော့မျိုးစုံဒီ moderation တွေကိုကြော်လို့ရနေတဲ့ဟာတွေရှိနေတဲ့ခါကြတော့ဒီ AI နဲ့ detect လုပ်တဲ့ဟာ keyword နဲ့ detect လုပ်တဲ့ဟာတွေမလုံလောက်ဖဲနဲ့လူကနေပဲလုပ်တဲ့ moderation တွေပေါ့တကယ်လို့လူကနေလုပ်တဲ့ moderation တွေကမနိုင်ဘူးဆိုလို့ရှိရင်တော့မှဒီ ခုလက်ရှိဖြစ်နေတဲ့ဟိုရှိပြီးသား reporting system တွေကိုဒီထပ်ပို့ပြီးတော့ကောင်းအောင်လုပ်နိုင်နေဆိုလို့ရှိရင်တော့ပို့ပြီးတော့အကျိုးရှိမယ်ပို့ပြီးတော့ထိရောက်မယ်လို့ထင်တယ်လက်ရှိမှာဒီ reporting system တွေကမရှိဘူးမဟုတ်ဘူးရှိတယ်ဒါပေမဲ့လည်းတိတ်ပြီးတော့ဟို ထိထိရောက်ရောက်နဲ့တိတိကျကျတွေမဖြစ်နေတဲ့အရာတွေပေါ့နော်။အဲ့ဒီဟာမျိုးတွေကိုပို့ပြီးတော့ဟိုအာရုံစိုက်ပြီးတော့လုံနိုင်နေဆိုလို့ရှင်တော့ဒီဒီဒီ hate speech နဲ့ပတ်သက်တဲ့အာဟို control ပေါ့ control ကပို့ပြီးတော့ကောင်းလာမယ်လို့ယူဆတယ်ပေါ့နော်။အဲဒါကြောင့်မလို့လဲ social media platform တွေမှာအမုန်းစကားတွေကိုတားဆီးဖို့ဆိုပြီးတော့အဲနိပညာကုမ္ပဏီတွေဘက်ကဖိဖိစီစီလှုပ်လာနေကြတာရှိတယ်။အဲ AI နဲ့သူတို့အမုန်းစကားလို့သတ်မှတ်ထားတဲ့ keywords တွေကိုစီးဆက်ပြီးတော့ ါနဲ့ညီးတဲ့အကြောင်းအရာမျိုးတွေဆိုရင်အဲ warning ပေးတာဖြုတ်ချခိုင်းတာမျိုးတွေလုပ်လို့ရှိတယ်အဲပြီးတော့နောက်တစ်ခုကတော့အဲကိုယ်တိုင် post ကို hate speech နဲ့ report လုပ်လို့ရတာမျိုး ပုံစံလေးရှိပါတယ်အဲအဲ့ဒီခါမှာနှိပညာကုမ္ပဏီဘက်ကပြန်စစ်ဆေးပြီးတော့ policy နဲ့ညှိခဲ့တယ်ဆိုရင်အရေးယူတယ်အရေးယူတဲ့နေလဲနေရာလဲဂျမုံသိသလောက်ဆိုရင်တော့ account warning ပေးပြီးတော့သတ်မှတ်ထားတဲ့ကာလအလိုက်ဘန်းတာမျိုးအဲ social media နဲ့ဝင်ဝင်ရနေတဲ့သူတွေဆိုရင်လဲ monetization အပိတ်ခံရတာ အစိုးဆုံးအခြေအနေမျိုးဆိုရင်တော့အကောင့်ပါအပြီးပိတ်ခံလိုက်ရတာမျိုးတွေအထူးရှိပါတယ်ဒါပေမဲ့ဟိုကျမရဲ့အမြင်ရဆိုရင်တော့အချင်းယူမှုအပိုင်းမှာတော့နှင်းနေသေးရလို့ထင်တယ်ပေါ့နော်ဆိုတော့ဒါတွေကိုဘယ်လိုမျိုးလုံဆောင်တင်လဲဆိုလို့ရှင်တော့လက်ရှိမှာဆိုရင် advanced AI နေနဲ့လူသားတွေနဲ့ပေါင်းပြီးတော့ဗောနော် decision မြန်မြန်ဆန်ဆန်ချတာမျိုးဗောနော်ဒါအမုံစကားနဲ့ပတ်သက်တဲ့ဟာမျိုးဆိုလို့ရှိရင်ချက်ချင်းမပြန့်သွားအောင်လို့ decision ကိုမြန်မြန်လေးချလိုက်ပြီးတော့မှဆုံးဖြတ်ချက်မြန်မြန်ချပြီးတော့မှဟိုဖြတ်ကောင်ဒီ post ကိုဖြတ်လိုက်တာမျိုးတို့ဒါမျိုးတွေဗောနော်နောက်တစ်ခုကကြတော့ဒီကျမတို့နိုင်ငံမှာဆိုလို့ရှိရင်လည်းဟို ဒီပညာနဲ့ပတ်သက်တဲ့ NGO INGO တွေပြီးတော့ activist တွေရှိရပါတော့သူတို့နဲ့ပေါင်းပြီးတော့လှုပ်ဆောင်တာမျိုးတွေပြီးတော့ပြည်သူတွေအနေနဲ့ကကြတော့ဒီ post တစ်ခုကို share တော့မယ်ဆိုရင်အမုံစကားနဲ့ပတ်သက်တဲ့ post ပေါ့နော်အဓိကတော့ဒီလိုမျိုး share တော့မယ်ဆိုရင်သတိပေးပုံစံလေးတွေပေါ်လာတာမျိုးပေါ့နော်တရားမျိုးဒီလိုမျိုးလေးတွေပေါ့နောက်တစ်ခုကကြတော့ဟိုပညာပေးပေါ့နော်ဒီ social media ပေါ်မှာပဲသိပညာပေးတဲ့အရာမျိုးလေးတွေပေါ့နော် ပြီးတော့ဒီအမုံစကားတွေနဲ့ပတ်သက်ပြီးတော့ရေးတဲ့အကောင့်တွေပြီးတော့ ဖြန့်တဲ့အကောင့်တွေဆိုလို့ရှိရင်ဘန်းတဲ့ဟာမျိုးလေးတွေပြီးတော့ပြည်သူတွေကကိုပဲဒီဟာကအမုန်းစကားနဲ့ပတ်သက်တဲ့ဟာမျိုးဖြစ်ပါတယ်ဆိုလို့ရှိရင်တံမျိုးကိုဘယ်လိုခေါ်မလဲ report ထူနိုင်အောင်တကူကူအဲ့လိုလှင်လင်းမြန်မြန်လုပ်နိုင်တဲ့အရာမျိုးတွေဖန်တီးပေးတာမျိုးတွေပြီးတော့အဲ့ဒါတွေကိုပညာပေးလှူဆောင်တာမျိုးတွေဒီလိုမျိုးလေးတွေလုပ်မယ်ပေါ့နော်ပညာအဓိကတော့ပညာပေးဟာတွေတွေလဲ social media ပေါ်မှာ community တွေကနေလုပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးအမုန်းစကားပြန့်နှံ့မှုတွေဆိုတာကပို့ပြီးတော့ရော့ကျလာမယ်ဆိုပြီးတော့ထင်တယ်ပေါ့နော် စပီမတ်တာရဲ့ပြိတ္တတွေကရောအခုမေးခဲ့တဲ့မေးခွန်းတွေနဲ့ပတ်သက်ပြီးဘယ်လိုထင်ပါသလဲ